ဒီ static pressure နဲ့ dynamic pressure ကဘာကွာတာလဲဆိုနေရတာပေါ့နော်အမေတော့ဒီမှာကျွန်တော်ပုံလေးထဲမှာကျွန်တော်ပြထားတာရှိပါတယ်ဒီပုံလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်မြင်နေရမှာပေါ့နော်ဒီ static pressure ကတော့အပေါ်ကအလေးကောင်းမလေးတောင်စပင်းစီးနေတယ်ပေါ့နော်ပိုက်ထဲမှာပေါ့ဗျာပိုက်ထဲမှာလို့မြင်လိုက်ပေါ့နော်အပြင်ကျွန်တော်ကအောက်မှာကျွန်တော်ကျွန်တော် dynamic pressure လေဒီအလေးကောင်းမလေးတောင်စပင်းစီးနေတဲ့ပုံစံလေးနဲ့ဒီပိုက်ထဲမှာကျွန်တော်မြင်နေရ velocity ပါလာတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကပထမပုံမှာကျွန်တော် ကြည့်မယ်ဆိုပထမပုံမှာကဒီပိုက်ထဲမှာပြင်းနေရပဲဆိုကြပါဆိုဒီစပယ်တင်းအဲ့မှာဘားလေးပိတ်ထားတာကျွန်တော်တွေးလိုက်မယ်နော်အာဒီကျွန်တော်တိုင်ကြီးလေးမှာဒီရေတိုင်ကြီးတစ်ခုမှာကျွန်တော်ဘားပိတ်ထားတယ်ဘားပိတ်ထားမယ်ဆိုလို့ချင်းကျွန်တော်တို့ကလုံးဝမသုံးသေးဘူးဆိုလို့ချင်းဒီထဲကရေတွေတည်ငြိမ်နေမယ်အယွေမရှိဘူးအဲ့တော့အဲ့လိုအယွေမရှိတဲ့ pressure အဲ့နေရာမှာတက်ရောက်နေတဲ့ pressure ကိုကျွန်တော်တို့ကအာဒီ static pressure လို့ခေါ်တယ်အခုကျွန်တော်တို့အများဆုံးအပြည့်လုပ်ငန်းခွင်မှာသုံးနေရတဲ့ဒီ pressure တွေက static pressure ကိုကျွန်တော်တို့ကတွက်ကြတာအများကြီးပေါ့နော် ဒီ static pressure ဆိုပြီးကျွန်တော်တွက်ရရတယ်။အခုလည်းကျွန်တော်ကအဲ့ဒီပုံမှန်တင်ငင်နေတဲ့ဟာကိုကျွန်တော်ကအဲ့ဒီဒီဘားလေးကိုပေါ့နော် dynamic pressure ဖြစ်တဲ့အောက်ကဒီဘားလေးကိုဖွင့်လိုက်မယ်ဆိုလို့ချင်းကျွန်တော်က velocity ပါလာမယ်။ဒီပိုင်းထဲမှာရှိတဲ့ရေကအလင်းနဲ့ပြေးပါမယ်။အဲ့လိုပြေးသွားတဲ့အချိန်မှာခုနဒီမှာဆိုလို့ချင်းပုံထဲမှာဆိုလို့ချင်းဒီပိုင်းထဲမှာရှိတဲ့ space လေးနေတဲ့ကောင်မလေးကဘားဖွင့်လိုက်တဲ့အခါမှာဖွင့်ပြီးတော့ဆက်ပြီးတော့တွားမယ်ပေါ့နော်။အဲ့တော့အဲ့တော့ပြင်ပမှာဆိုလို့ချင်းကျွန်တော် gate ကြီးရှိတယ်ပေါ့နော်။ gate ကြီးရှိတဲ့ကျွန်တော်က gate မဖွင့်ရင်ကျွန်တော်အပင်ကို ဂိတ်ကအပြင်ကိုထွက်လို့မရဂိတ်ဖွင့်မှသာလေကျွန်တော်အပြင်ကိုထွက်လို့ရမယ်အဲ့ကျမှကျွန်တော် velocity အလင်ပါလာမယ်မဟုတ်ရင်ကျွန်တော်ဒီညမှာရက်နေမယ်ပေါ့နော်အဲ့တော့ပြောရရင်ဒီ static pressure ဆိုတာဒီတင်ငိမ့်နေမယ်ဒီပိုက်ထဲမှာကျွန်တော်ကဒီဘာနားမှာပဲရက်နေမယ်အဲ့ညမှာတင်ငိမ့်နေတဲ့ water pressure ဖြစ်တယ်အဲ့တော့အဲ့တော့အဲ့ဘာကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်က dynamic ဖြစ်သွားမယ်အရွေးပါလာမယ်အဲ့တော့အဲ့ဒီအရွေးဖြစ်သွားတဲ့ pressure ရေးပြားကကျွန်တော် velocity အလင်တစ်ခုနဲ့ ြေကဖြတ်သိသွားမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်က dynamic pressure လို့ကျွန်တော်တို့ကအသုံးနေပေါ့လက်တွေ့မှာအသုံးများတာကအာရှေ့က pascal mega pascal ကိုအသုံးများတယ်ဘာဘာကိုကျွန်တော်1 bar 2 bar ပေါ့ဥပမာ1 bar မှာ45 psi ဆိုင်လို့ကျွန်တော်ကအသုံးများတယ်1 market pascal မှာ10 bar လို့ကျွန်တော်အသုံးများတယ်အာပြီးကျွန်တော် psi ပေါ့ pascal inches ကိုကျွန်တော်တို့ကအသုံးများကြတယ် 1 pascal မှာဘယ်လောက်ရှိရဲ1 bar မှာဘယ်လောက်ရှိရဲ1 atmosphere မှာဘယ်လောက်ရှိမလဲ1 torr မှာဘယ်လောက်ရှိမလဲ1 psi မှာဘယ်လောက်ရှိမလဲဆိုတော့လက်တွေ့မှာအသုံးများတာက1 mega pascal မှာဘယ်လောက် bar ရှိရဲ1 bar မှာဘယ်လောက် psi ရှိရဲ1 psi မှာဘယ်လောက် bar ရှိရဲဒါတွေကတော့ကျွန်တော်တို့ဒီ plumbing sanitary system မှာတော့ဒါသည်အသုံးများတဲ့ pressure unit တွေဖြစ်ပါတယ် ဆိုဒီမျိုးလေးကလူချင်းမျိုးတို့တန်ဖိုးရှိသေးခဲ့ရေကိုမန်ကလည်းရက်ဆိုမှန်တော်ပြီပါကျေးဇူးတင်ပါတယ်